ကားသမီးများနိုင်သေးပေမဲ့မိခင်ဆက်အပြေအဝါရှိလို့ချီကျူးခံနေရတဲ့ရွှေမုံရည်ဒီပြည်သူများလုံးမင်္ဂလာပါရှင့် celebrity mm ကနေပြန်လဲကြိုဆိုလိုက်ပါတယ် တချို့တွေကသာသမိယရနာတွေများစွာကိုမွေးဖွားပြီးတော့တာယာတဲ့အိမ်ထောင်ကြီးလေးကိုဖန်တီးနိုင်တဲ့ချိန်မှာအခုချိန်ထိသာသမိများရှိနိုင်တဲ့အကြောင်းဝမ်းနဲ့နေကြရတဲ့သူကတော့မင်းသမီးရွှေမုံရည်ဒီဖြစ်ပါတယ်။မင်းသမီးကျောင်းလေးရွှေမုံရည်ဒီကအနုပညာလောကမှာအရန်ကိုအောင်မြင်ခဲ့ပြီးတော့အချိန်မင်းသမီးလေးတစ်လက်ဖြစ်ရည်ဒီခဲ့ပါတယ်။လက်ထပ်သွားတဲ့အချိန်မှာလည်းဝေဖန်မှုတချို့ရှိခဲ့ပေမဲ့သူမကတော့အိမ်ထောင်ကြီးလေးကိုတာယာတီမြဲအောင်အခုချိန်ထိတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့မင်းသမီးကျောင်းရွှေမွန်ရည်ဒီနဲ့အစိုးရရွှေထူထူရဲ့အိမ်တော်ကြီးလေးက9နှစ်ကျော်တောင်မှကြာမြင့်နေခဲ့ပါပြီ။ဝေဖန်မှုတွေကလည်းရပ်တန့်သွားပြီးတော့အဆက်ဆက်ရရအဆင်ပြေနေပြီဖြစ်ပေမယ့်လိုအပ်နေရာတခုကတော့အသားသမီးရတနာမရနိုင်သေးရဘဲဖြစ်ပါတယ်။ ဒီလိုဆိုပေမဲ့လည်းရွှေမောင်ရည်ကတော့ကိုယ့်ရဲ့ရင်ထဲလွှဲပြီးတော့မွေးခဲ့ရတဲ့သားသမီးရတနာမရှိပေမဲ့မိမသားတွေရဲ့ထုံးစံအတိုင်းမိခင်စိတ်အပြေအဝရှိတယ်ဆိုတာကိုတတ်သိပြသလာခဲ့ပါတယ်။တချို့တွေကကိုယ့်ရဲ့သားသမီးလေးတွေကိုမွေးတုံးကမွေးပြီးတော့မလိုချင်လို့ဆွန့်ပစ်နေကြတဲ့အချိန်မှာပရိုက်တာမင်းသမီးကြီးခန့်နေဝေလိုမျိုးမိခင်စိတ်အပြေရှိတဲ့သူတွေကကိုညီဆောင်ရှာပေးနေရဖြစ်ပါတယ်။ဒီလိုမျိုးဆောင်ရှာပေးထားတဲ့ရင်ထဲရတနာလေးတွေကိုရှင်ပြူနာသာအလိုတော်မင်္ဂလာပွဲကြီးပြုလုပ်ခဲ့တဲ့အခါမှာမိသမီးရွှေမောင်ရည်ကလည်းပါဝင်ကူညီပေးခဲ့ ဲ့ပါတယ်။သူမအပဝင်တခြားသောနိုင်ငံကျော်မင်းသားမင်းသမီးတွေကမောင်ရှင်လောင်းလေးတွေရဲ့မိဘတွေနေရာကနေပဝင်ပြီးတော့ကူညီပေးခဲ့တာဖြစ်ပါတယ်။ဒီလိုချိန်မှာရွှေမော်ရည်တွေနဲ့ရွှေထူတို့ဇနီးမောင်နဲ့နှစ်ယောက်ကူညီပြီးတော့စံချပေးနေတဲ့မောင်ရှင်လောင်းလေးကအခက်အခဲတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့စံချဖို့လုံနေတဲ့ချိန်မှာသူ့ရဲ့စပယ်မှာရေတွေဆူရွှဲနေခဲ့ပြီးတော့မျက်နှာထီတောင်မှစီးကျနေခဲ့ရဖြစ်ပါတယ်။ မောင်ရှင်လောင်းလဲခဲ့တဲ့အတွက်မိတ်ကပ်တွေလည်းရှိနေရဲ့မျက်နှာမှာအခုလိုမျိုးရေးရွေးဆိုဆွဲသွားတဲ့အခါမှာတော့ဘလို့မကြည့်လို့မကောင်းပဲဖြစ်သွားခဲ့ပါတယ်။ဒီအခါမှာတော့ဘေးနားမှာထိုင်ပြီးကုညီနေတဲ့ရွှေမုံရည်ဒီကမောင်ရှင်လောင်းလေးရဲ့အခက်ခဲကိုပြည့်လည်စေဖို့အတွက်မိခင်စိတ်အပြည့်နဲ့ကုညီပေးခဲ့တာဖြစ်ပါတယ်။သူမရဲ့သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ဝိစုံကြီးနဲ့လိုက်ဖက်အောင်ဆင်မြန်းထားတဲ့ပဝါလေးကိုနှမျောတွန့်တူတာမျိုးမရှိပဲမောင်ရှင်လောင်းရဲ့မျက်နှာမှာပေးချန်နေရာတွေကိုတုတ်လင်းပေးခဲ့ပါတယ်။ မက်ကတ်တရေတွေချွေးတွေနဲ့ပေးချန်နေရဲ့မောင်ရှင်လောင်လေးရဲ့မျက်နှာကိုအခုလိုတုပ်ပေးလိုက်တဲ့အခါမှာသူမရဲ့ဘဝကလည်းအများကြီးပေသွားမှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်လှပအောင်ပြင်ဆင်ထားခဲ့တဲ့မင်းသမီးတလက်နေနဲ့ဒီလိုမျိုးလှုပ်ပေးဖို့ဆိုတာကအတော်လေးကိုခက်ခဲတဲ့အနေအထားကြီးဖြစ်ပါတယ်။ဒါပေမဲ့ရွှေမွန်ရည်ဒီကတော့တခြားဘာကိုမှစဉ်းစားမနေပဲသူမရဲ့ရှေ့မှာအခက်ခဲကြုံနေတဲ့မောင်ရှင်လောင်လေးကိုကူညီပေးဖို့အတွက်ပဲချက်ချင်းလှုပ်ရှားလိုက်ပြီးတော့မျက်နှာကိုပေါပေါနဲ့တည်တည်ကြကြလေးတုပ်ပေးလိုက်တာဖြစ်ပါတယ်။ အပေါ်ရန်လုပေးရတာမဟုတ်ဘဲဂယုတဆိုင်နဲ့တုတ်ပေးနေတဲ့မြင်ကွင်းလေးကတကယ့်ကိုမှမိခင်စိတ်အပြည့်ရှိတဲ့မင်းသမီးကောင်းတစ်ယောက်ဆိုတာပေါ်လင်းထင်ရှားနေခဲ့ပါတယ်။တချို့တွေကတော့ကိုယ့်ရဲ့သားသမီးကိုစွန့်ပစ်နေကြတဲ့ချိန်မှာရင်သွေးမရနိုင်တာကြောင့်ဝမ်းနည်းနေပေမဲ့မိခင်စိတ်အပြည့်ရှိနေရကြောင့်အခုလိုမျိုးတယုတယောက်ကူညီပေးနေတဲ့မြင်ကွင်းလေးကတကယ့်ကိုမှချီးကျူးစရာကောင်းနေခဲ့ပါတယ်။ရွှေမော်ရည်ကနေမကောင်းတဲ့ကျမ်းမာရေးချင်းတွေကြောင့်သာကလေးမရသေးပေမဲ့ကျမ်းမာအောင်စူးစမ်းနေပြီးရင်သွေးငယ်လေးယူဖို့အတွက်စီစဉ်နေခဲ့တာဖြစ်ပါတယ်။ ိုရိုင်းရင်သွေးမရသေးပေမဲ့မိခင်ဆက်အပြည့်ရှိနေရကြောင်းမောင်ရှင်လောင်းလေးပေါ်မှာအခုလိုကူညီပေးခဲ့တဲ့ရွှေမော်ရည်ဒီရဲ့အပြုမှုပေါ်မှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်